င်္ဂလာပါရှင်ကျမကတော့ချိုချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးတော့မှာပါငလင်းသိမ့်ဒေသတွေကပြည်သူတွေအတွက်အမျိုးသားညညွတ်ရေးအစိုးရ NUG ကတဆင့်ကူညီထောက်ပံ့ပေးထားမှုကမေလ6ရက်နေ့ထိသိန်းပေါင်း9000ကျော်ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ BNDA ဆရာဝန်ကြီးဌာနကမေလ10ရက်မှာထုတ်ပြန်ပါတယ်ငလင်းသိမ့်ဒေသတွေဖြစ်တဲ့စကိုင်းမန္တလေးပဲခူးရှမ်းပြည်နယ်တောင်ပိုင်းနဲ့နေပြည်တော်ကမြို့နယ်ပေါင်း60လေးခုက အိမ်အောင်စုပေါင်း16,928စုကိုကြက်ငွေသိန်းပေါင်း9000ကျော်ကို ထောက်ပံ့ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။မြူသားညညွေရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကအရေးပေါ်လုပ်ငန်းညှိနှိုင်းရေးကော်မတီ EOCC ခွင့်ပြုချက်နဲ့စကိုင်းတိုင်းမြေပြေအုပ်ချုပ်ရေးအဖွဲ့ကိုတိုက်ရိုက်ထောက်ပံ့ထားတဲ့ ချက်918.3တန်းပြည်သူကလူဒန်းထားတဲ့အလူငွေတွေထဲကနေတစ်ဆင့်ထောက်ပံ့တဲ့ချက်3985.9တန်းနဲ့ဆရာဆို CPO တွေကတစ်ဆင့်ချိတ်ဆက်ပြီးထောက်ပံ့ပေးမှုတွေလည်းအပါအဝင်ဖြစ်ကြောင်း NUG ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ စကိုင်းတိုင်းမုံရမြို့မှာမိခင်ကသားဖြစ်သူကိုမူကြိုလိုက်ပို့တဲ့အချိန်မေလ၈ရက်မနက်၉နာရီခွဲလောက်မှာလူသူစုကကလေးရဲ့မိခင်ကိုတနပ်ပြချင်းချောက်ပြီးကလေးကိုပြန်ပေးဆွဲခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။တနပ်တွေကိုက်ထားတဲ့လူလေးယောက်ကမုံရမြို့အောက်ချမ်းသာရက်ွက်အမြောက်ရီလမ်းမှာအတင်းဆောင်နေပြီးမူကြိုသွားပို့တဲ့မိခင်ကိုတနပ်နဲ့ပြစ်မယ်လို့ချင်းချောက်ကကလေးကိုပြန်ပေးဆွဲခေါ်သွားတာလို့ဆိုပါတယ်။ ဆိုင်ကယ်နဲ့ကလေးကိုမူကြိုလိုက်ပိုးတဲ့အချိန်မှာဆိုင်ကယ်ကိုရက်ခိုင်ပြီးကလေးကိုအတင်းခေါ်ဆောင်သွားတာလို့ပြန်ပေးဆွဲခရရတဲ့ဖြစ်စဉ်ကိုသိရှိသူကပြောပါတယ်။ပြန်ပေးဆွဲခရရတဲ့ကလေးဟာအသက်၈နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီးကလေးကိုခေါ်ဆောင်သွားတဲ့အဖွဲ့ကဘာမှမတောင်းယူသွားသလိုမိလရှိရနေ့လည်းပိုင်းအထိမိသားစုစီဆက်သွယ်လာတာမရှိသေးဘူးလို့ဆိုပါတယ်။ပြန်ပေးဆွဲခရရတဲ့ကလေးငယ်ကိုတွေ့ရှိရင်လဲဆက်သွယ်ပေးဖို့ကိုမိသားစုကမြတ်တရားရက်ခံထားပါတယ်ရှင်။ ရှန်ကယားနဲ့ဇက်ကမိုးပြဲမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေပြီးအရသာပြစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်တာတွေလည်းပြုလုပ်နေပါတယ်ခွန်ဆုံးပေးပို့ထားပါတယ်ရှင်ရှမ်းကယားနယ်စပ်ရှမ်းပြည်တောင်ပိုင်းဖေခုံမြို့နယ်မိုးပြဲဒေသကို ပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ဟာအင်အားအလုံးကြီးနဲ့တကြောပြန်ထိုးစစ်ဆင်နေတာဆိုရင်ဆက်ရက်ကြော်ရှိဖြစ်ပါလေအခုစစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်နေတဲ့နေရာမှာ လေကြောင်း drone လက်နက်ကြီးပစ်ကူကိုအဆမတန်တုံးနေတဲ့အပြင်မြေပြင်မှာလည်းလင်းကားနေရာမကဖြန့်ခွဲပြီးစစ်ကြောင်းထိုးနေတာကြောင့်တော်လိုင်းအင်အားစုတွေနဲ့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတာပါ ဒီ drone ကလင်းရင်ရောလည်းနဲ့ကြည့်တော့တောက်လျှောက်ပဲဒီကောညရောနေရောတောက်လျှောက်ပဲကွာငူရကုန်းတာဖဲ့ရောနောက်ငူရဖဲ့ရောတစ်ခက်စလုံးညညထိုးနေပေါ့သူကလုံးရင်းနဲ့ဝင်လာနေပေါ့နော်ကွာနေ့တိုင်းပဲနေ့ညရောဒီမနဲ့ရောအလုံးထိတွေ့မှုရှိတယ်ပေါ့နော်စစ်ကောင်စီတက်ထိုးစစ်စင်နေတဲ့မိုးပြဲစစ်မျက်နှာမှာတော်လိုင်းအင်အားစုတွေကရည်ရှိခုခံတွန်းလှန်နေတာကြောင့်စစ်ကောင်စီတက်ဟာအရသာစစ်ပီးရှောင်းနေနေထိုင်ရာကြေးရွာတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာပါ မေ6ရက်နေ့ည7:00နာရီဝန်းကျင်ကဒီမော့ဆိုနောက်ဘက်ခြမ်းကစစ်ပေးရှောင်ပြည်သူတွေနေထိုင်ရာနေရာတွေကိုစစ်ကောင်စီတပ်ကဘုံးဆယ်လုံးကြေချတိုက်ခိုက်ရမှာအစိမ့်ငွေလို့ယူဆရတဲ့ဘုံးတွေလည်းပါတယ်လို့ဒီရကန်တွေကဆိုပါတယ်ပြာဒီဘက်ဒီခြေထဲမှာတော့မဟုတ်ဘူးပြာဒီချောင်းဆက်တွေချောင်းနားအိမ်တွေမှာလာကြတယ်ပြာသူကမိုးပြဲကိုအရာထင်းချုပ်ကျင်နေတာလေစစ်ကောင်စီတပ်ရဲ့လက်ရှိထိုးစစ်အတွင်းမိုးပြဲဒေတာကကာကင်းတုံးမှုကိုတော်လိုင်းအစ်တပ်ဖွဲ့တွေကစုကွာပေးထားရပါတယ် ပြီးခဲ့တဲ့2021ဖေဖော်ဝါရီတရက်ကနေ2025မေ6ရက်နေ့ထိစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးသူအရက်သား6651ယောက်ရှိခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးတင် AABB ကထုတ်ပြန်ထားပါတယ်ကျွန်တော်ခွန်စောဦးပါ ပောက်ရံအမင်းကြီးအသည့်အဖြစ်အမေရိကန်ကာရီနယ်ကြီး Robert Francis Prevost ကိုရွေးချယ်လိုက်ပါတယ်။ပီရူးနိုင်ငံမှာကာလရှည်သာသနာပြုခဲ့တာကြောင့်ပီရူးနိုင်ငံသားတစ်ဖြစ်လဲပောက်ရံအမင်းကြီးအသည့်ဟာ Leo XIV ဆိုတဲ့ဘွဲတော်ကိုခံယူမှဖြစ်ပါတယ်။စစ်တင်ဖျားကြောက်တွင်းမှာကာဒီနယ်ကြီးတွေရဲ့လျှို့ဝှက်မဲခွဲမှုဒုတိယမြောက်နေ့မှာပဲပုတ်ရဟန်မင်းသစ်ကိုရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။သက်တော်69နှစ်ရှိပြီဖြစ်တဲ့ကာဒီနယ်ရောဘတ်ပရီဗော့စ်ဟာ အမေရိကန်နိုင်ငံသားတဦးဖြစ်ပေမဲ့ပီရူကသာသနာပြုလုပ်ငန်းတွေမှာပဲနှမြုပ်လောက်ကိုင်းခဲ့သူဖြစ်ပါတယ်။2023ခုနှစ်ကမှကာဒီနယ်အဖြစ်ပေါ့ရမင်းကြီးဖရန်စစ်ကခန့်အပ်ခဲ့တာဖြစ်ပြီး သူဟာမီဒီယာအင်တာဗျူးလက္ခဏာနဲ့သလိုလူမျိုးကွေးမှလည်းစကားပြောတာလည်းနေပါသူဖြစ်ပါတယ်။ဇူဟာရှီကာဂိုမှာမွေးဖွားခဲ့သူဖြစ်ပြီးတိတ်ဆိတ်အေးဆေးစွာနေတတ်သူလည်းဖြစ်ပါတယ်။ပေါ့ရမင်းဖရန်စစ်ရဲ့၁၂နှစ်တာသက်တမ်းတွင်းမှလည်းအထောက်အကူပြုခဲ့သူဖြစ်ပါတယ်။ သူဟာလူမှုတရားမျှတမှုကိစ္စတွေမှာအဓိကပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ Prevos ဟာပီရူးနိုင်ငံအနောက်မြောက်ပိုင်းချီကလာယိုမှာ2015ကနေ2023ခုနှစ်အထိဘစ်ရှော့အနေနဲ့တာဝန်ယူခဲ့သူဖြစ်ပါတယ်။2023ခုနှစ်မှာပဲကမ္ဘာတလွားကကက်သလစ်ဘစ်ရှော့ဆရာတော်တွေအဖြစ်ထမ်းဆောင်ရမယ့်ဖုန်းတော်ကြီးတွေကိုရွေးချယ်တဲ့ဌာနကိုကြီးကြပ်ဖို့ Francisca Prevos ကို Vatican City ကိုခေါ်ယူခဲ့ပါတယ်။ အမေရိကန်သမ္မတထရမ့်က သူ့လူမှုကွန်ရက် Truth Social မှာပထမဆုံးအမေရိကန်ပုတ်ဟန်မင်းကြီးတင်မြှောက်မှုကိုခေါ်ယူကြောင်းမှတ်ချက်ပေးပါတယ်ရှင်။ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချေချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်